စာသင်ကျောင်းထဲမှာဒီကလေးတွေကို ကိုထီလက်ရောက်ပားရိုက်ဆုံးမတဲ့တရုတ်ကျောင်းဆရာကိုဝါပြီသွေးစည်းညှို့ရေးတက်မတော့ UWSA ကဖန်စီအရေးယူထားပါတယ် UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ဒီမိုင်းလင်းခရိုင်တဲကကျောင်းတစ်ကျောင်းမှာ ကလေးတွေကိုကိုထီလက်ရောက်ပားရိုက်ဆုံးမခဲ့တဲ့တရုတ်ကျောင်းဆရာကိုဖန်စီပြီးတော့အရေးယူထားတယ်လို့ဝါပြီဘက်ကလာတဲ့သတင်းတွေကဆိုပါတယ် UWSA ရဲ့တရားစီရင်ရေးဌာနကနေစစ်ဆေးပြီးတော့ ော့အေးအေးယူတာတွေကို လုပ်နေတာဖြစ်တယ်လို့ဒီ UWSA ရဲ့ပြောခွင့်ရ ဥညိရန်က What News လမ်း What လူငယ်အတံကို ပြောထားပါတယ်။စာမလိုက်နိုင်တဲ့ចောင်းသားတွေကိုတရုတ်ចောင်းဆရာကပားရိုက်ဆုံးမခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုဟာလူမှုကွန်ရက်ဒီ Facebook စာမျက်နှာမှာဂျွန်လ6ရက်နေ့ကထွက်လာပြီးတဲ့နောက်မှာ အခုလိုမျိုးအေးအေးယူမှုတွေကိုလုပ်ခဲ့တာလို့ဆိုပါတယ်။ចောင်းဆရာကိုစစ်ဆေးမှုတွေလုပ်ပြီးရင်တော့ထိုက်တဲ့ပြည်တံတွေကိုချမှတ်ပြီးတော့အေးအေးယူသွားမယ်လို့ဥညိရန်ကဆိုပါတယ်။